Hello，同学们好，欢迎来到 Chinese Connection 汉语教学课堂。阿罗们，明啦吧？Chinese Connection 第二三天的教案呢，变来就做来吧。အဲ့တော့လောက်ရှုလို့အရှိတင်ငန်းစာမှာဒီဖင်းရင် lesson 1ကိုသင်ခဲ့ကြပြီးပြီဒီကနေ့သင်ငန်းစာမှာတော့ lesson 2ကိုဆက်ပြီးတော့လေ့လာကြမယ်အဲ့တော့ lesson 2မစခင်အရှိတင်ငန်းစာကဖြီးတွေတရားတွေကိုနည်းနည်းလောက်ပြန်နှွေးကြည့်ရအောင်အဲ့တော့ရှင်းနဲ့တူတူဖတ်ကြည့်မယ်ဖောအာဖာ အာဒီနေရာမှာ1ရှမ်း2ရှမ်းကို老师တန်းဖတ်သွားမယ်နော်အာကိုကတည်နေရပါမယ်ဒီမှာဆို2ရှမ်းဖြစ်တယ်အဲ့တော့ဖောအာဖာဖောအောဖောသအာသာသအာကာကအေကေကအေကေပောအာပပောအောပော a ta g a ga g e g g e g ရမယ်နော်အဲ့တော့ဒီနေ့သင်ခန်းစာရဲ့တရသုံးလုံးကိုဆက်ပြီးတော့ပြောမယ်အပထမဆုံးတရက i i ကသူ့ရဲ့အတန်ကိုยีလို့ဖတ်ပြရပါမယ် i ရဲ့အတန်ကยียี နောက်တစ်လုံးကတော့ u u ရဲ့အတန်ကတော့ u u နောက်တစ်လုံးကတော့ u ပေါ်မှာအဆက်လေးနှစ်ဆက်တင်တဲ့တင်ကေတပေါ့နော်သူ့ရဲ့အတန်ကိုတော့ u u i u u ရမယ်နော်အဲ့တော့နောက်ထပ်ဒီတရတွေပေါ်မှာအတန်ထုံးလေးတွေတင်ပြီးတော့ပြန်လေ့ကျင့်ကြည့်မယ်။ 一声一，二声乙，三声乙，四声一，五五五五，雨雨雨雨。OK 了、no?，哎，好了，第再来一个转，怕你不会转，那台皮动龙啥咩？ အဒီမာက JQ နဲ့ X J ရဲ့အတန်ကတော့ G G Q ကတော့ C C X X ကတော့ C C G C C ရမယ်နော်အဲ့တော့ နဲ့ JQX ကိုအရှိကတင်ခဲ့တဲ့ I ဆိုတဲ့တရနဲ့ပေါင်းပြီးဖတ်ကြည့်ရအောင်။အဲ G E G အဲ့ရတာ G ဆိုတဲ့အတွက် G နဲ့ E နဲ့ပေါင်းတဲ့အခါသူ့ရဲ့မူလအတန်ပဲပြန်ရပါတယ်။ G E G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  E G G G 起气，吸吸吸洗洗洗。OK，啊，那它 slide 的库嘛咯，GQXD P 东龙嘛。နောက်က u ဆိုတဲ့တရလိုက်တဲ့အခါမှာမှတ်ထားရမယ့်အချက်က u ဆိုတဲ့အတန်လေးကိုပြောင်းပြီးတော့ဖတ်ပေးရတယ်။ g အနောက်မှာ u လိုက်တဲ့အခါ ယူရဲ့အတန်ကိုယူလို့ဖတ်ပြရပါတယ်အဲ့တော့ရေးရင်တော့ချေယူဖတ်ရင်တော့ချီယူချူဒီလိုဖြစ်သွားမယ်နော်အဲ့တော့ချီရဲ့အနောက်မှာလည်းအတန်ပြောင်းပြရမယ် QU လို့ရေးမယ်ဖတ်ရင်ချီယူချူ C ရဲ့အနောက်ယူလိုက်တဲ့အခါမှာလည်းအတန်ပြောင်းဖတ်မယ် CU CH အဲ့တော့ CH 去去去去去去去虚虚虚虚。ဒါလေးကတော့ကိုမှတ်ထားရမယ်အထဲမှာပါတယ်เนาะရေးရင်တမျိုးဖတ်ရင်တော့အတန်ပြောက်ဖတ်ပေးရမယ်ချီချီရှီ Okay ဒါဆိုရင်ဝေါ်ဟာရလေးတွေအတိတ်ပဲလေးတွေအရင်မှတ်ကြည့်ရအောင် ပထမတလုံးကជីជីជីဆိုတာကတော့ချက်ကိုခေါ်တာပါជីချီချီချီဆိုတာကနံပါတ်9ခုနှစ်ကိုချီနောက်တလုံးကတော့ရှီရီရှီအပေါ်ကဆန်းရှောင်းဖြစ်သွားတယ်ရှီရှီဆိုတာကဆေးတာပါလက်ဆေးတယ်ဆိုရင် 洗手了，表嘞！洗手，洗，洗脚嘞，其余去啊！不啊，四声撇多，去，余去，去住那个？多了吧？去。啊，所以老太比东龙十八米，Z C S。 ဒီသုံးလုံးကတော့သွားစစ်ပြီးထွက်ပေးရတဲ့အတန်းပေါ့နော်သွားလေးကိုစီးပြီးတော့အတန်းထွက်ပါမယ်ပထမတလုံးကစစစီးရဲ့အတန်းကသူကလေးပို့ထွက်တဲ့ပါးစပ်ကနေလေးပို့ထွက်တဲ့အတန်းပါစစစ S ကတော့စစ โอเคအဲ့တော့ဒီမှာသူ့မှာလည်းမှတ်ထားရမယ်မှတ်ချက်လေးတွေရှိသေးတယ်။အရှိမလားရှင်းပြောခဲ့တယ်။ဘီးရဲ့တရရဲ့နောက်ထပ်ပါရှိသေးလေ။တလုံးနဲ့ရက်တည်နိုင်လေခွဲဖက်လို့မရတဲ့အတန်ဆိုပြီးတော့ရှိသေးတယ်နော်။အဲ့တစ်ချက်ပြန်ကြည့်ကြည့်ရအောင်။မဒီမှာဆိုရင်ဘီးရှိမယ်တရရှိမယ်နောက်ထပ်ခွဲဖက်လို့မရတဲ့အတန်16လုံးရှိသေးတယ်။အဲ့တော့ဒီအတန်မျိုးပေါ့နော်။ Z I C I S I ဒါမျိုးတွေးလို့ရှင်ရင်တို့တို့ကခွဲလို့မရဘူးသူတို့ရဲ့အတန်ကိုမှတ်ထားပေးရပါမယ်ဆိုတော့ဒီမှာ Z I ဆိုတာကို တွေးတဲ့အခါမှာ Z နဲ့အတန်တူတူပဲလို့မှတ်ထားလို့ရတယ်သူ့ရဲ့အတန်က ch ch မတတာ ch y ch ဆိုပြီးဖတ်တတ်တယ်เนาะဒီလိုမျိုးပေါ့လို့မရဘူးသူက ch ပဲဖတ်ရမယ် ch ch c c ci လဲထုံနေလောက်ပဲ ci နဲ့ c နဲ့အတန်တူတယ် c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  si နဲ့ s နဲ့အတန်တူတယ် s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  ရမယ်နော်ကဲအဲ့တော့အတန်ထွက်လေးတွေပြန်ပြီးလေ့ကျင့်ကြည့်အောင် c a z a c a z a z u z u z，c a c，c a c，c u c，c s a、啊啊啊啊、s，s a s，s u s，s。阿顺，你是龙来的，买几枚？不他妈的龙啊！织古麻是双的喏，织，织。啊 字数了啊！咯，十龙五考了，吧，都有十龙书院汉字路标的汉字，老是不是拼音在咋拼音？汉字在哪里了？没有呢？啊，十龙个字路标吧人，然后这龙个四声顶它嘞，次次次数了啊！咯，数一数次路口哎，然后这龙个咯，四四。四四四 အာစဆိုတာကတော့နံပါတ်၄ပေါ့နော်အာထုံးနေမှာ老师တို့ဖတ်သွားလေးရှိခဲ့一声二声三声四声နံပါတ်၄တန်းကို四声လို့ခေါ်တယ်အဲတော့四ဆိုတာကတော့နံပါတ်၄ပါဒီအရနောက်ထပ်ပြီးလေးလုံးဆက်ရအောင် z h c h s h r အခုနက z c s သုံးလုံးတော့ကသွားစီပြီးထွက်ရတဲ့အတန်းထွက်လို့ပြောခဲ့တယ် အဒီလေးလုံးကြတော့ရှာလိတ်တန်ဖြစ်ပါတယ်ရှာလိတ်ပြီးထွက်ရတဲ့အတန်တွေဖြစ်တယ်ပထမတစ်လုံးကချီချီရှာလိတ်ထွက်မယ်နော်ချီ CH ကြတော့ချီချီ SH ရှီရှီနောက်ဆုံး R ယူယူ ch ch sh y ရမယ်နော်။ Yeah ဒီမှာလဲသူနဲ့အတန်စင်နဲ့ခွဲဖက်လို့မရတဲ့အတန်တွေရှိတယ်။သူတို့ကတော့ z h i c h i s h i r i အဲဒီအတန်တွေကိုတွေ့တဲ့အခါမှာအရှိရဘီးတန်ကိုပဲပြန်ယူတယ်။ z h နဲ့ z h i တူတယ်။ ch ပဲအတန်ဖတ်ပေးရပါမယ်။ ch ch 齿、齿、c h 呢？c h i 啊，单独读读别拍的。齿、齿、齿、齿。s, <S ne, h s, <S, Sh s h i 啊，单独拍没？齿、齿、齿、齿。啊，那啊，i 啊，单独读读吧呗。雨、雨、雨、雨。

ပြီးရမယ်နော်အာဒီမှာအာလာရှိတဲ့နေရာမှာတခုပြောချင်တာအောက်ကမှတ်ချက်ကိုသွားကြည့်နေမှာဆိုလို့ပေါ့နော် underline တားထားတဲ့စလုံးတွေကတလုံးနဲ့ပဲအတန်ထွက်ပေးရတယ်ပြီးတရအတန်ပေါ့ဖို့မလိုဘူးဆိုတာဒါမြင်သားကိုပြောထားတာပေါ့နော်တကယ်တမ်းဖင်းရင်းရေးတဲ့အခါမှာဒီ underline တွေကမပါဘူးပေါ့နော် zhi ဆိုရင်ဒီအောက်ကမြင်သားပေးဖို့မလိုပါဘူး chi shi ဒါတွေတူတူပါပဲနော် okay get ဆိုတော့စလုံးတွေကြည့်ကြည့်ရအောင် ပထမတလုံးက chu wu chu yi shang ဆိုတော့ chu chu ဆိုတာကတော့ what chu what တာကို老师说 chu ro chu ro အရှိမကြက်ဆိုတဲ့စလုံးကိုသင်ခဲ့ရနော်ကြက်ကချီကြက်သားဆိုရင်ချီရော့နော်ဒါလေးတွေမှတ်ထားလို့ရပါတယ် နောက်စလုံးကတော့ CHI သူကတလုံးနဲ့ရက်တည်နိုင်တဲ့စလုံးဖြစ်တော့ဘီတရာပေါက်ဖတ်ဖို့မလို့သူရဲ့အတန်းက chi yi shang ဆိုတော့ chi chi ဆိုတာကစားတယ်အဲဝတ်သားစားတယ်ဆိုရင် chi zhu rou chi zhu rou okay နောက်တလုံးကတော့ sh နဲ့ u နဲ့ပေါင်းမယ် shu shu yi shang ဆိုတော့ shu ရှူးဆိုတာကတော့ဇာအုပ်ဖြစ်ပါတယ်။ရှူးနောက်ဆုံးတလုံးကအာအိုင်အာအိုင်ကတလုံးနဲ့ရက်တည်နိုင်တဲ့အတွက်ပေါက်ဖတ်ဖို့မလိုဘူး။သူ့ရဲ့အတန်းကယူအပေါ်ကဆစ်ဆောင်တင်ထားတော့ယူယူယူဆိုတာကတော့နေကိုခေါ်တာပါ။ယူအပိကဲတော့နောက်ဆုံးအနေနဲ့ y နဲ့ w ခီးနှလုံးနဲ့အဆုံးသတ်ပါမယ်။အဲတော့ Y ရဲ့အတန်ကလောက်ရှုရအရှိမတင်ခဲ့ဘူးတဲ့ I ရဲ့အတန်နဲ့အတူတူပဲဖြစ်တယ်။သူ့ရဲ့အတန်ကယီလို့ပဲဖတ်ပါတယ်။ Y နဲ့ I နဲ့အတန်တူတယ်။ယီ W W ကလည်းအရှိရတင်ခဲ့ဘူးတဲ့ U နဲ့အတန်တူပါတယ်။ U ရဲ့အတန်က W W ရဲ့အတန်ကလည်း W ယီ U ဲဒီမှာဒီအတန်လေးတွေမှာတစ်လုံးနဲ့ရက်တည်နိုင်တဲ့စလုံးက y i w u y u အော်ဒီစလုံးတွေတွေ့ရင်သူတို့ ਨੇ အတန်တူတူပဲလို့မှတ်ထားလို့ရတယ် y နဲ့ i နဲ့ y i နဲ့အတန်တူတူပဲ y လို့ပဲအတန်ဖတ်ပါတယ် y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  w နဲ့ u နဲ့ w u နဲ့အတန်တူတယ် u u ဟူဟူအရှိကယူဘောအဆက်လေး20နဲ့ yu နဲ့အတန်တူတယ်ဆိုတော့သူ့ရဲ့အတန်ကယူ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 ရမယ်နော်အဒီမာကအတန်တူတယ်ဆိုပေမဲ့လို့သူတို့က အာ y ဆိုရင်တော့ phi ဖြစ်မယ် i ဆိုရင်တဒါဖြစ်မယ် yi ဆိုရင်တော့ဒါစလုံးတစ်လုံးဖြစ်သွားပြီသူရဲ့တစ်လုံးနဲ့ရက်တင်လိုက်တဲ့အတန်ဖြစ်သွားမယ်ပေါ့နော်အာ w ဆိုရင်တော့ phi u ဆိုရင်တော့တလ wu ဆိုရင်တော့ဒါတစ်လုံးနဲ့ရက်တင်လိုက်တဲ့စလုံးဖြစ်တယ်အာဒါလေးတွေကတော့သိအောင်ပြောပြပေးတာပေါ့နော်အဓိကကတော့ကိုကအတန်ထွက်ကိုမှတ်မိနေရပါပြီကဲတော့ဝေါ်ဟာရအနေနဲ့ကပထမတစ်လုံးက yi a ya 二声ဆိုတော့ယာယာယာဆိုတာတော့တွားပါယာအနောက်က wu သူကတလုံးနဲ့ရက်တည်နိုင်တဲ့စလုံးဆိုတော့သူအတန်းကဝူအပေါ်ကဆန်းရှောင်းတင်လိုက်တော့ဝူဝူဝူကတော့တည်ကြမယ်ထင်တယ်နံပါတ်5အဲ့တော့1 2 3 4 5ဆိုရင်1 2 3 4 5နံပါတ်5 နောက်ဆုံးတလုံးကတော့ YU သူလည်းခွဲဖက်လို့မရဘူးသူရဲ့အတန်က Y အပေါ်ကအဆက်လေးနှစ်ဆက်နဲ့အတန်ဆင်တူတယ် Y အပေါ်ကဆက်ဆောင်တယ်နော် Y Y Y ဆိုတာကတော့ကြောက်စိမ်းကိုခေါ်ပါတယ် Y Okay ကြားဆိုဒီတင်ငန်းစာမှာတင်သွားခဲ့တဲ့ဒီတရတွေဖြီးတွေကိုပြန်ပြီးတော့ပြောကြည့်ကြရအောင် Y 우 吁唧唏嘘滋呲思知痴失约一乌。အားလုံးရကြမယ်နဲ့တူပါတယ်။ဆိုတော့ဒီဟာကတော့老师တို့ပြီးရအကုန်သင်ပြီးသွားပြီ။အဲ့တော့တရတွေပဲကျန်တော့တယ်ပေါ့နော်။ ဒါကြောင့်မလို့နောက်ထပ်ဗီဒီယိုတွေမှာဂျန်နက်တရာတွေကိုဆက်ပြီးတော့ပြပြပေးသွားပါမယ်။ဒီသင်ခန်းစာလေးကိုကိုပိုင်နိုင်အောင်လို့ပြန်ပြီးတော့လေ့ကျင့်ထားပေးပါ။好，那谢谢大家，我们下期视频再见。